င်္ဂလာပါရှင်2016ခုနှစ်ဖေဖော်ဝါရီလ23ရက်အင်္ဂါနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RF ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကိုအမေရိကန်ပြည်အောင်စု Washington DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါပြီကျွန်မဟိမာစုပါ RF စီစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီကနေ့သတင်းတွေထဲမှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်ပြီးကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကသူ့ရဲ့သဘောထားကိုထုတ်ဖော်ပြောကြားလိုက်တဲ့သတင်း RCSSSC အဖွဲ့ကနေအမည်ကျူးကျော်ခဲ့မှုကြောင့်ရှမ်းပြည်မြောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ရကြောင်းအပြစ်ခံရဆဲမှုစောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌကပြောကြားလိုက်တဲ့သတင်းတရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့ဖန်ဆီးခံထားရတဲ့ဥက္ကံမရလို့ခေါ်တဲ့ကိုညင်ညီလွင်ကိုတရားရုံးကအာမခံပယ်ချလိုက်တဲ့သတင်းစတဲ့စိတ်ဝင်စားစရာသတင်းတွေကိုတင်ပြသွားမှာဖြစ်ပါတယ်။အဲဒီနောက်လွှတ်တော်ကိုယ်စားလှယ်များတမကဖွဲ့စည်းဖို့ပြည်내နဲ့တိုင်းလွှတ်တော်ဥက္ကဋ္ဌတွေတွေ့ဆုံဆွေးနွေးတဲ့အကြောင်း El Nino ရာသီဥတုဆိုင်ရာအရေးတကြီးအဆိုကိုပြည်သူ့လွှတ်တော်မှဒီကနေ့ဆွေးနွေးကြတဲ့အကြောင်းမွန်ပြည်နယ်ပေါင်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ရေပြဿနာအကြောင်းစတဲ့သတင်းပေးပို့ချက်တွေကိုထုတ်လွှင့်သွားမှာဖြစ်ပြီးနောက်ပိုင်းမှာရှမ်းတိုင်းသားဘာသာစီစဉ်ကိုလည်းပရိသတ်တွေရှုစားရမှာပါဒီကနေ့တော့ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် တက်မတော်အနေနဲ့ဒီမိုကရေစီစနစ်ခိုင်မာအောင်ဥရေနဲ့အညီထိမ့်သိမ်းသွားမှာဖြစ်ပြီးတိုင်းရင်းသားတွေအနေနဲ့လည်းဒီမိုကရေစီစနစ်ကိုလက်ခံရင်လက်နက်စွန့်လွှတ်ကြဖို့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်ကပြောလိုက်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ59စာလုံးပြင်ဆင်ရင်းနဲ့ပတ်သက်လို့တက်မတော်အကြီးအကဲရဲ့သဘောထားကိုအများကစိတ်ဝင်စားနေချိန်မှာပဲကလောတက်နယ်စေဦးစီးတက်ကတော်အရာရှိတွေနဲ့မနေ့ကတွေ့ဆုံပွဲမှာဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်ကအခုလိုပြောခဲ့တာလို့ဒီကနေ့ထုတ်မြဝတီသတင်းစာမှာဖော်ပြထားပါတယ်။ ဒီမိုကရေစီတည်တံ့၅နှစ်သာရှိသေးတဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ်ဆိုရင်လေဒေါတာဝင်အရေးသုံးပါးကိုမထိခိုက်စေပဲအခြေခံဥပဒေအခန်း၁၂ပါပြဋ္ဌာန်းချက်တွေအတိုင်းသာပြင်သစ်ပြင်ထိုက်တဲ့အချက်တွေကိုတင့်တော်တဲ့အချိန်မှာပြုပြင်ရမှာဖြစ်တယ်လို့သူ့ရဲ့သဘောထားကိုပြောကြားထားပါတယ်။ဒါပြင်လက်နက်ဆွဲကင်ပြီးတော့ဒီမိုကရေစီကိုဖော်ဆောင်လို့မရနိုင်တာကြောင့် ဒီမိုကရေစီစနစ်ကိုလက်ခံနေဆိုရင်လက်နက်စွန့်ပြီးတရားဥပဒေနဲ့အညီတောင်းဆိုကြဖို့ကိုလည်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ပြောကြားချက်မှာပါရှိပါတယ်ရှင်။ရှမ်းပြည်ပြန်လဲရှမ်းပြည်မြောက်ပိုင်းကတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေမှာရှိနေတဲ့ရှမ်းပြည်ပြန်လဲထူထောင်ရေးကောင်စီ RCSS SSC တပ်တွေစုခွာပေးဖို့နဲ့ NCA အပြည့်ရဲ့စာချုပ်ကို လိုက်နာဖို့အစိုးရငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ UPWC က RCSS အဖွဲ့ကိုတောင်းဆိုလိုက်ပါတယ်။ တမရယုံဝင်ကြီးဦးအောင်မင်းဦးဆောင်တဲ့ UPWC အဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးရွတ်စစ်ဦးဆောင်တဲ့ RCSS အဖွဲ့တို့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာဒီကနေ့တွေ့ဆုံရမှာ UPWC အဖွဲ့ဝင်အငိမ့်စာဒုတိယဗိုလ်ချုပ်ကြီးဦးခင်စောဦးကအခုလိုတောင်းဆိုလိုက်တာပါ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာအစိုးရတမရကလုံခြုံရေးယူဖို့အစီအစဉ်ရှိနေတယ်လို့လည်းသိရပါတယ်။ RCSS ပြောခွင့်ရသူပုံမှုစိုင်းမိတ်ကတော့ TNL တအန်းပလောင်တပ်ဖွဲ့နဲ့ဖြစ်ပွားတဲ့နေရာမှာ ပရိပခမှာ RCSS ဘက်ကစတင်တိုက်ခိုက်တာမဟုတ်တလို့ NCA စာချုပ်ကို ချိုးဖောက်တာလည်းမဟုတ်တဲ့အကြောင်း RCSS အနေနဲ့ DNL နဲ့ဆွေးနွေးပြီးငြိမ်းချမ်းရေးဖြစ်စဉ်မှာလက်တွဲပူးပေါင်းသွားမယ်အကြောင်းသတင်းတောက်တွေကိုပြောပါရရှင်။တနိုင်ငံလုံးပြည်ခက်ရေးစေး NCA သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS SSA တို့ဟာ NCA စာချုပ်နဲ့မကိုက်ညီတဲ့လှုပ်ဆောင်မှုတွေရှိခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောလိုက်ပါတယ်။အပြစ်ခံရစဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီအစည်းအဝေးကိုဖေဖော်ဝါရီလ22ရက်နေ့ကကျင်းပရမှာကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကအခုလိုပြောကြားခဲ့တာလို့ဒီကနေ့ရန်ကုန်ထုတ် 7day သတင်းစာကအရေးသားထားပါတယ်။ RCSS SSC တက်တွေဟာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းနေမြေကျော်လွန်ခဲ့ပြီးဖေဖော်ဝါရီလ9ရက်နေ့ကလည်းကြောင်မဲမြို့နယ်လော့နော်ကျေးရွာအတွင်းဝင်ရောက်ခဲ့တဲ့အတွက် ဒေသခံတွေထွက်ပြေးခဲ့ရတာလို့ဒုတိယဗိုလ်ချုပ်ကြီးယာပြေးကပြောပါတယ်အလာရူ KNU တက်မဟာ2 3နဲ့5နေမြေတွေမှာလဲဇန်နဝါရီလအတွင်းကဒေသခံတွေကိုတက်သားတစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်လာရရှိခဲ့ကြောင်းပြောကြားခဲ့တယ်လို့လည်းသိရပါပါရှင်။တရားမဝင်နေကြားဖြတ်ကျော်မှုပုံမှန်73တင်းနဲ့ဖမ်းဆီးခံရပြီးအို့ဘိုအကျဉ်းထောင်မှာ ထိမ့်သိမ်းခံထားရတဲ့ဥက္ကမရလို့ခေါ်တဲ့ဥညင်ကြီးလွင်ရဲ့အာမခံရှောက်ထားချက်ကို မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်တရားရုံးကဒီကနေ့ထပ်ပြီးပယ်ချလိုက်ပါတယ်။ရွှေဝါရောင်တန်ခါလှုပ်ရှားမှုမှာအရှင်ကမီးအဖြစ်ထင်ရှားခဲ့တဲ့နိုင်ငံအကျဉ်းသားဟောင်းဦးညီညီလွင်ရဲ့အမှုကိုဒီကနေ့ရုံးထုတ်စစ်ဆေးရမှာဒုတိယရဲမှုတဦးဥပဝင်တရက်လိုပြသက်သေး၃ဦးကိုစစ်ဆေးရပြီးနောက်အမကန်လျှောက်ထားချက်ကိုပယ်ချလိုက်တာလို့ဒီမှုမှာလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှင့်နေဦးရောဘတ်ဆန်ကပြောပါရတယ်။ ဦးညီညီလွင်ရဲ့ကျမရေးချင်းနေကြအောင်မခင်ပေးဖို့ထပ်မံလျှောက်ထားခဲ့တယ်လို့လည်းသိရပါတယ်။အရှင်ကမီးယားလို့ခေါ်တဲ့ဦးညီညီလွင်ဟာရွှေဝါရောင်တန်ခါလှုပ်ရှားမှုမှာဦးဆောင်ခဲ့တဲ့အတွက်ထောင်နံကြခံခဲ့ရပြီးလွန်ခဲ့တဲ့2012ခုနှစ်ကပြန်လည်လွတ်မြောက်လာပြီးနောက်လူဝဲလဲကထိုင်းနိုင်ငံမှာတွားရောက်နေထိုင်ခဲ့တာဖြစ်ပါတယ်ရှင်။ ရာသီဥတုအပြောင်းလဲမှုနဲ့အယ်နီညို အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုအစိုးရဌာနဆိုင်ရာအစဉ်အဆက်ပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းကြောင်းအရေးကြီးဆိုကိုတက်မတော်ကိုစလဲ2ဦးအပါဝင် ကိုစလဲ14ဦးကဒီကနေ့ပြည်သူ့လွှတ်တော်မှာထောက်ခံဆွေးနွေးကြပါတယ်။ကိုစလဲတချို့ရဲ့ဆွေးနွေးချက်တွေကိုကျမတို့ RFA သတင်းနာကိုဝင်းကိုကိုလက်ကကောက်နှုတ်တင်ပြထားပါရရှင်။ အဲ့ဒီအရေးကြီးဆိုကိုစက်ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်ဒေါက်တာမောင်သိန်းကမနေ့ကပြည်သူ့လွတ်တော်မှာတင်သွင်းခဲ့တာဖြစ်ပြီးတော့ပါဝင်ဆွေးနွေးဖို့မြင်းစင်းပေးသွင်းထားတဲ့ကိုယ်စားလှယ်22ယောက်ထဲက14ဦးကဒီကနေ့စတင်ဆွေးနွေးတာဖြစ်ပါတယ်အဖွဲ့အစည်းတွေဒီပူးပေါင်းဆောင်ရွက်မှုဂျိုတင်ဆောင်ရွက်မှုတွေမလုံလောက်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တွေရဲ့စုရှုံးမှုပမာဏဒီတက်ပို့ပြီးကြီးမားလာမှာပါနောက်ဆုံးအဆင့်နိုင်ငံတည်ငြိမ်မှုကိုပါဖြစ်ပြလာနိုင်ပါတယ်အဓိကတော့စာနာရိတ်ခါပြတ်တောက်ခြင်းပါ ဒီအတွက်အညိုရာသူတာခံစားရနိုင်တဲ့နိုင်ငံသီးတွေဟာမိမိတို့နိုင်ငံအတွက်စံတရရိက္ခာတွေအဓိကဖြစ်တဲ့စံအရန်ဆိုင်ချိုးတင်တူလောင်မှုတွေပြုလုပ်နေကြပြီဖြစ်ပါတယ်။သူနေခဲ့ကြတဲ့ကိုယ်စလဲအားလုံးဟာရေရှားပမှုပြဿနာမိဘအနေနဲ့ပြည့်စုံမှုရရှိမှုညော်နေတာအပြင် စားနဲ့ရိခါရှားပါမှုတွေကျန်းမာရေးပြဿနာတွေတုံ့တွေ့လာရနိုင်တာတွေကိုလည်းထောက်ပြခဲ့ကြပါတယ်။ဒီခုကလေးကကိုပဲရေပြက်လက်မှုတွေနေရာတော်များမှာစတင်ဖြစ်ပေါ်လာပြီးဖြစ်သလိုမိလောင်ချွတ်မှုများကလည်းမကြာခဏဖြစ်ပေါ်နေတယ်။တင်းချပ်ကချိုးတင်ပြင်းစင်ထားမှုတောင်ရှိခဲ့ရင်ဒီနှစ်တွေမှာကျွန်တော်နိုင်ငံကပေးတစ်ခုစိုက်ခံစားကြုံတွေ့ရမှာဖြစ်ပါတယ်။တဘာဝလေးဖြစ်မှာကိုပြည်သူလူထုတွေစိုးရိမ်ပူပန်မှာစိုးလို့ဖုံးဖိထားတဲ့ဆိုတဲ့အကျင့်တွေလည်းဖြောက်တင်ပါလေ ကြောက်တဲ့ရင်ဝင်ခဲ့နေဆိုရင်မြန်မာစကားရှိတဲ့အတိုင်းဒီလိုအကြောင်းမျိုးကသာကြောက်တဲ့လားကိုကြောက်တာစိုးရင်တင်လားကိုစိုးရင်တာမျိုးဖြစ်ပြီးဒါမှသာမှန်ကန်တဲ့ကြိုတင်ပြင်ဆင်စီမံမှုနဲ့တူဘေးအန္တရာယ်ကသက်သာမှာဖြစ်ပါတယ်။အနေကျိုးတက်ရောက်မှုကြောင့်ဆက်ဆိုင်ရဝင်ကြတဲ့များနဲ့ပြည်လူစုပူးပေါင်းပြီးစောက်သုံးရင်နဲ့စိုက်ကျိုးရေးကိုသတိကြသုံးဆွဲရေးဒီလောက်တပိုင်းများရှိရများကိုသတိကြအကျိုးရှိစွာသုံးချစေရေး ီလုံးဆက်မှုတွေတော့စိုက်ယုံနည်းစနစ်များတော့သူ့ဆိုင်ပြောခြင်းအခုတန်ကျောက်ဖြစ်ပေါ်လာနိုင်တဲ့ယောဂဝိဒနာများကိုသူတင်ကဝေကုသနိုင်ရစီရင်ထားခြင်းဒီပြည့်အလေသူတင်ကဝေခြင်းစသည်တို့ကိုစီမံချက်များစနစ်စကြချမှတ်၍နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူတို့အတွက်သက်ဆိုင်ရာဝန်ကြီးဌာနများကပူးပေါင်းပါဝင်ဆောင်ရွက်ရေးပြည်သူ့အဆိုရသို့တိုက်တွန်းကြောင်းရင်းကြီးအဆိုကိုထောက်ခံပါကြောင်းတင်ပြပါရစေ။ပိုဇလေရီဟာအယ်နီညိုကြောင့်ဖြစ်ပေါ်လာမယ်။ ဘေးရနေတဲ့ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုမြို့သားရေးလုပ်ငန်းစဉ်တရအနေနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ရေရှည်စီမံကိန်းချပြီးဆောင်ရွက်ဖို့တိုက်တွန်းဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီအဆိုကိုမနက်ဖြန်မှဆက်လက်ဆွေးနွေးမှဖြစ်ပြီးတော့သက်ဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူတွေကပြန်လည်ရှင်းလင်းကြမှာဖြစ်ပါတယ်ခင်ဗျာ။ကိုဝင်းကိုကိုလက်တင်ပြရတာပါရှင်။ ကချင်ပြည်နယ်စရုံးနဲ့ကံပိုက်တီဒေသတဝိုက်မှာအစိုးရတပ်ရေးတပ်ဖွဲ့နဲ့ဌာနဆိုင်ရာတွေအပါအဝင်လူမှုအခြေပြုမွေးရေးစေဝါတိုက်ဖြတ်ရေးအဖွဲ့တွေ အုပ်စု6စုခွဲပြီးဘိန်းကင်းတွေဖျက်ဆီးဖို့ဒီကနေ့သဘောတူလိုက်ကြပါတယ်။လူပေါင်း2000ကျော်ကို အဖွဲ့ကြီး6ဖွဲ့နဲ့အဖွဲ့ငယ်26ဖွဲ့ခွဲပြီးဘိန်းကင်းတွေဖျက်ဆီးကြမှာဖြစ်တယ်လို့ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ီအဖွဲ့တွေဟာဒီကနေ့ကစပြီး26ရက်နေ့အထိချီပွေစတုံးလမ်းဆောင်ကနေအဖွဲ့တွေခွဲပြီးဘိန်းဆိုင်ခင်းတွေဘက်ကိုသွားကြမှာဖြစ်ပါတယ်။နေဆက်ရရနဲ့လုံခြုံရေးဝန်ကြီးနဲ့စီမံမှုနဲ့ဖွဲ့စည်းလိုက်တဲ့အဲ့ဒီအဖွဲ့တွေဟာဘိန်းဆိုင်ခင်းတွေရှိနိုင်တယ်လို့ယူဆရတဲ့စတုံးကံပိုက်ပြီးဒေတာကရွာ30လောက်မှာတွားရောက်ဖြည့်ဆည်းကြမယ်လို့သိရပါရရှင်။ ကချင်ပြည်နယ်မှာမနေ့ကအေယာဝရီမြစ်ရေရုတ်တရက်မြင့်တက်လာတဲ့အတွက်အေယာဝရီမြစ်သဲတောင်ကုန်းမှာဖွင့်လှစ်ထားတဲ့စားတောက်ဆိုင်နဲ့အစာဦးအတော်များများရေနစ်မြုပ်သွားပါတယ်။မြစ်ကြီးနားမြို့စီတာဘူးရက်ကွက်မနောခွင်အရှိတ်ချမ်းသဲတောင်ကုန်းမှာဖွင့်လှစ်ထားတဲ့လုံကာပါစားတောက်ဆိုင်ခမ်းမအပါဝင်အစာအုံ30 10ခုကျော်လောက်ရေနစ်မြုပ်သွားတာပါ။ ခြိပွေမြို့နယ်မှာ CBI ကုမ္ပဏီကတိစောက်ထားတဲ့ခြိပွေငယ်ရေအားလျှက်စစ်စက်ရုံပါဝင်တခြားရေအားလျှက်စစ်စက်ရုံတွေကရေတုံလောင်ကန်တွေဖြန့်ချလိုက်တာကြောင့်မေခမြက်ကတဆင်အေရီမြက်ထဲစီဝင်ပြီးရေကြီးတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။မနေ့ကရုတ်တရက်မြင့်တက်ခဲ့တဲ့မြေရီတွေဟာမြန်မာနိုင်ငံအောက်ပိုင်းကိုဆင်းလာမှဖြစ်တဲ့အတွက်အေရီမြက်ဘေးမှာရှိတဲ့မြို့တွေကိုတတိပေးချက်ထုတ်ပြန်ထားတယ်လို့လဲမိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကပြောပါတယ်ရှင်။ RFA ရုပ်မြင်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေကိုစက်တိုက်ထုတ်လွှင့်ပေးပါမယ်မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဖွဲ့စည်းဖို့အတွက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့တိုင်းနယ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတွေနေပြည်တော်မှာဒီကနေ့တွေ့ဆုံဆွေးနွေးကြပါတယ် RFA သတင်းနောက်မတ်တီမင်းစင်ကတင်ပြပါလိုက်မယ်ရှင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်နဲ့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးမန်းဝင်းခိုင်တန်းတို့ဟာပြည်내တဲ့တိုင်းဒေသကြီး14ခုလုံးကလွှတ်တော်ဥက္ကဋ္ဌတွေနဲ့တွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့အစည်းဖွဲ့စည်းရေးအတွက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်ပုံမိုတိုးတက်လာပြီးပြောင်းလဲတိုးတက်မှုတွေကိုနိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်တွေကနေကမ္ဘာနိုင်ငံအသီးသီးကိုအသိပေးနိုင်မှုအတွက်မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့အစည်းဖွဲ့စည်းရမှာဖြစ်တယ်လို့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးမန်းဝင်းခိုင်တန်းကပြောပါရယ်။ ်ရောက်ဆုံးတော့တော်တော်ကိုလည်းများရဲ့ဒီပြည်မြန်မာပြည်ရဲ့ဒီပြည်သူများစွာကြည့်တဲ့ဖွဲ့စည်းချက်ခိုင်မာစေမြင်းရဲ့ကိုယ်ပေါင်းဆောင်ရဲ့ပြည်များသူတဲ့ကျေပြလာစေနိုင်ငံကတော်တော်ဖွဲ့စည်းများရဲ့ပြည်သူဆက်ဆံရေးရုပ်ဝတ်များရဲ့အတွေ့အကြုံတွေမှုများသူတဲ့လာစေမြန်မာနိုင်ငံရဲ့ကျောင်းလက်ဖြစ်ပေါ်သူတဲ့သူများကိုနိုင်ငံကတော်တော်ကိုလည်းများလာစေဘဝနိုင်ငံအကြီးကြီးကို ်ဒီတိကျတဲ့ဒီမိုဘိုးစစ်စစ်လေးပုံမတော်တဲ့ဒါဇီလို့လေဘောလုံးစီနေချက်လာပြီးဆော့ကိုလွှတ်ပါတယ်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကလွှတ်တော်ဥက္ကဋ္ဌတွေရဲ့အရေးအသွေးမြင့်တင်ရေးနဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လုံဆောင်ချက်တွေကိုအပြန်အလှန်ထိန်းချုပ်နိုင်အောင်မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာဖွဲ့စည်းကိုဖွဲ့စည်းရတာဖြစ်တယ်လို့ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့လွှတ်တော်ဥက္ကဋ္ဌတွေကပြောပါရယ်။တိုင်းနယ်ပြည်နယ်တွေရဲ့လွှတ်တော် ဥက္ကဋ္ဌတွေရဲ့အကြီးအသေးပေါ့နော်လွတ်တော်ကိုယ်စားလှယ်တွေရဲ့လုံဆောင်ချက်ပေါ့ဒါလေးတွေကိုပြန်လည်ထိန်းချုပ်မှုရှိအောင်ပေါ့နော်ညှိနှိုင်းပြီးလုပ်ကြပေါ့လွှတ်တော်တွေကဆောင်ရွက်ချက်တွေကိုအာဆီယံအပါအဝင်နိုင်ငံတကာကလွှတ်တော်နဲ့အချိတ်ဆက်မိမိနဲ့နိုင်ငံတကာကတည်အောင်ဆောင်ရွက်သွားနိုင်ဖို့မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဖွဲ့စည်းရတာဖြစ်တယ်လို့ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်ကပြောပါတယ်တကယ်ရကြတော့ကျွန်တော်ညီမလေးကျော်ဒီအာဆီယံ အဲဒီလွတ်တော်ဖက်တွေကျွန်တော်နိုင်ငံကလွတ်တော်ဖက်တွေကျွန်တော်မြန်မာနိုင်ငံလွတ်တော်ဖက်တွေဟိုအခြေဆက်မိမိနဲ့ကျွန်တော်ပြကျွန်တော်လွတ်တော်ကဒီဆောင်ရွက်တွေအကလို့နိုင်ငံကအသိဖို့အတွက်ဆောင်ရွက်လုပ်ဖြစ်တယ်မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဖွဲ့စည်းဖို့အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်၁၄ခုကလွှတ်တော်ဥက္ကဋ္ဌတွေအားလုံးကသဘောတူကြအောင်ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးဆန်ကျော်လှကပြောပါတယ်။အဓိကကတော့ဒီအဖွဲ့ကိုဖွဲ့ဖို့ဆိုတာကိုတယောက်လာကြတဲ့ဒီဥက္ကဋ္ဌကြီးတို့အားလုံးသဘောတူတယ်။ဒီဖွဲ့ကြီးကလည်းဒီ မတို့တော့မရှိမဖြစ်တဲ့ဖွဲ့စည်းလေးအားကြောင့်ဖွဲ့စည်းမှုဆိုတာအလုံးသဘောတူကြတယ်ဒီကနေ့အစည်းအဝေးကိုတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကလွှတ်တော်ဥက္ကဋ္ဌတွေအပြင်ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးတီခွန်မြက်အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးဝေးတောင်နဲ့စကိုင်းတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးဘိုတန်းညွန့်တို့လည်းတက်ရောက်ခဲ့ပါတယ်ရှင်။ FA ရုံမြင့်တန်ညာစီစဉ်တွေကိုကြည့်ရှုနေရတာပါမြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ဖို့နဲ့အစိုးရလက်ထက်မှာမီဒီယာတွေနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့မူဝါဒတွေချမှတ်နိုင်မှုအတွက်မီဒီယာတွေစုပေါင်းပြီးရန်ကုန်မြို့ Novel Dell Hotel မှာ February လ22ရက်နေ့ကဆွေးနွေးခဲ့ကြပါတယ် RFA သတင်းတော်ကိုကျော်ဇောဝင်းကတင်ပြထားပါတယ်ရှင်ဆွေးနွေးပွဲကိုမြန်စီမမီဒီယာနဲ့အရှင်အိတ်မြန်မာတို့ကပူးပေါင်းကျင်းပတာဖြစ်ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတည်င်းပြန်ကြားရေးအဖွဲ့ဝင်မုံရွာအောင်ရှင် မြန်မာစာနယ်ဇင်းကောင်စီအဖွဲ့ဝင်ဦးတီဟာစော DVV တင်းထဌာနကဦးတိုးစော်လက်ဆွီဒီနိုင်ငံတန်အမတ်အရှင်အိတ်မြန်မာကဒါရိုက်တာတို့ကဦးဆောင်ဆွေးနွေးကြတာဖြစ်ပါတယ်အော်ဆိုလိုချင်တာကဒီနေ့ပွဲရကတကယ်ဆိုရင်တော့ media development တသက်မဟုတ်ဘူးလာမယ့်အစိုးရအသက်က media ဘလို့ကင်တွေ့မလဲဘလို့ကင်တွေ့တဲ့နေလဲဆိုတော့စဉ်းစားတော့ဝိုင်းစဉ်းစားပေးကြတာပေါ့နော်စဉ်းစားတော့ဒီမှာခုနအစိုးရမျိုးပြောခဲ့သလိုပဲ သူတို့ outcome တချို့ရှိတယ်ဒီဒီနေ့ကအဲထွက်လာတဲ့ရလာရလာအချက်ချို့ရှိတယ်သူက take away လို့ခေါ်တယ်အိမ်ပြန်ယူသွားတော့အိမ်ပြန်ကြည့်တော့မပေးလိုက်နိုင်ဘူးဒါပေမဲ့ရက်ပိုင်းတင်းမှာအဲ့ take away ကိုဥအောင်ရှင်တို့ NLDR ရောဒီမှာလာတဲ့နိုင်ငံတကာလူတွေဖွဲ့စည်းရလူတွေရောပြည်တွင်းရလူတွေရောအဲ့ဒီဒီနေ့ရတဲ့ policy dialogue လို့ခေါ်တယ်အဲ့ဒီရရတဲ့ရလတ်တွေကိုပို့ပေးလိမ့်မယ်ဆိုတော့အဲ့ဒီအရာရှေ့လျှောက်သွားမယ်ဒီ media လူတွေရဲ့ NLDR ရဲ့နိုင်ငံတကာလူတွေရဲ့တွေ့လမ်းဖြောင်းအောင်ပေါ့နော်လမ်းဖြောင်းအောင်လမ်းဆင်ပြေအောင် အဟို idea ရှာတယ်ပြောလို့ရပါတယ်ရွေးကောက်ပွဲကာလတွေမှာမီဒီယာတွေကအများကြီးတာဝန်ကျေခဲ့တယ်ဟုတ်လား energy energy တွေမဟုတ်ပါဘူးလေတကယ်အမှန်တရားဘက်ကအနိုင်ရအောင်အများကြီးတတိရှိရှိလုပ်ပေးခဲ့တာတော့ဒီ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 အဖြစ်အပျက်တွေကိုကျွန်တော်တို့ကမေ့တာလို့မရအောင်ဒါကိုကျွန်တော်အသိမှတ်ပြုရမယ်အဲ့ဒီခါကျတော့ energy အနာရလာတဲ့အခါမှာဒီခုနပြောသလိုပဲ energy နဲ့ဆက်နွယ်နေတဲ့မီဒီယာတွေကိုကျွန်တော်တို့ကဘယ်လိုမှပြစ်ပယ်လို့မရအောင် ဘယ်လို့မှကျွန်တော်တို့ကဒီဟာကိုဟိုပါပေါ့အာဖျားပြီးညံပြက်ဆိုတာမျိုးလုပ်လို့မရဘူးဒီမီဒီယာတွေကိုပဲကျွန်တော်အားကိုးနေရအောင်ပါပဲမီဒီယာတွေနဲ့ပဲကျွန်တော်တို့အာလုပ်ချင်တဲ့လုပ်ငန်းတွေကိုမီဒီယာတွေရဲ့အားနဲ့ပဲကျွန်တော်တို့အထောက်အကူပြောင်းလုပ်အောင်ပါပါပဲအစိုးရအသစ်လက်ထက်မှာမီဒီယာလောကပုံမဖွံ့ဖြိုးတိုးတက်ဖို့နဲ့အစိုးရနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေပုံမပြီးပွင့်လင်းမြင်သာမှုရှိဖို့ကလင်းသမားများကမျှော်လင့်နေကြတယ်လို့သိရပါပါတယ်ခင်ဗျာ။ ိုကျော်စောဝင်းတင်ပြခဲ့တာပါရှင်ပြီးခဲ့တဲ့ရွေးကောက်ပွဲမတိုင်ခင်ကစပြီးရွေးကောက်ပွဲလွန်ကာလသမရအမည်စရင်ကြေညာတဲ့အချိန်အထိရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးကိုစီမံချက်နဲ့ဆောင်ရွက်နေတယ်လို့ရန်ကုန်တိုင်းလုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးပူမှုကြီးတင်အောင်ထွန်းကပြောပါရယ် RFA သတင်းတော်ကိုကျော်သူကတွေ့ဆုံမင်းမြန်ထားပါရယ်ရှင်နယ်လုံဝန်ကြီးပူမှုကြီးတင်အောင်တော့ခင်ဗျာ အခုလက်တလောမှာကျွန်တော်တို့ရန်ကုန်တိုင်းအတွက်မှာပေါ့လေဒါမှုကင်းကိစ္စရက်တွေတော်များများဖြစ်နေတယ်အခုပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းဒါ shopping center မှာလူဟိုဓာတ်ထိုးမှုတွေပါဖြစ်လေဆိုတော့အဲ့ဒီလိုဒီလိုဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့တရားခဏနေဖို့ထောက်ရမှာအားနေတယ်နေတယ်လို့ဒါတော်တော်များပြောနေကြပါတယ်အဲ့ဒီအတွက်ရန်ကုန်တိုင်းအတွင်းကလုံခြုံရေးကိစ္စတွေလက်တလောဘလို့ဆောင်ရွက်နေတယ်အရင်ဆုံးသိပြတယ်ကျွန်တော်ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးကိုကျွန်တော်ရခင်ရတော့ဗောနော်လုံခြုံရေးစီမံချက်ကို ယူကော့ဘွဲမတိုင်ခင်ကတည်းကကျွန်တော်စီမံချက်တွေသိချင်ရေးဆွဲထားပြီးဖြစ်ပါလက်ရှိကတော့ကျွန်တော်ယူကော့ဘွဲလွန်ကာလာဖြစ်ပါတယ်ဘယ်အထိလဲဆိုတော့ကျွန်တော်တို့နိုးစတာနိုးမှာ15နေစမယ်စပြီးတော့မှသမရအမိဆင်းကျင်ညာပြီးတဲ့အထိကကျွန်တော်တို့ဒါယူကော့ဘွဲလွန်ကာလာလွန်ကျွေးရေးဆိုပြီးတော့မှစီမံချက်ထဲမှာပါတဲ့အတိုင်းစောင့်ဝင်နေပါတယ်အဲ့မှာတော့ကျွန်တော်ရန်ကုန်တိုင်းရေတပ်ဖွဲ့အင်အား6000ကျော်ရဲ့ကျွန်တော်တို့ဒီလှည့်ကင်းပတ်ကင်းနေနေပေါ့နေရောညာကိုကျွန်တော်လှည့်နေရှိတယ်2015ခုမှာတော့တည်ကြတယ်လူသတ်မှုဆိုရင်192မှုရှိပါတယ် 192မှုမှာကျွန်တော်တို့90ရာခိုင်နှုန်းဖော်ထုတ်ဖန်စီပြီးတရားစွဲတင်ပြီးဖြစ်ပါတယ်။အဲကိပ္ပူတွေကြက်ခံပြီးသားသူတွေပေါ့လေဟိုတိုင်ငံတော်လူတွေချမ်းသာကွယ်နေတဲ့ပြန်လွတ်လာတာတွေတော်တော်များများလက်ရှိပါတယ်။အဲ့ဒီသူတွေကလည်းဒီရက်ွက်ထေရမှာဆိုလို့ရှိရင်ပြန်ပြီးတော့ဒါစိုးသွမ်းနေတာမျိုးတွေလည်းရှိတော့ပြည်သူတွေတော်တော်ထိတ်လန့်နေကြတယ်ပေါ့လေ။အဲ့ဒီကိစ္စတွေရောဘယ်လိုများဖြေရှင်းဆောင်ရွက်တာမျိုးများရှိပါလဲ။ထောင်းအထွက်လာပြီးတော့မှရက်ွက်ထဲမှာနေတယ် နောက်ပြီးတော့မှကျွန်တော်တို့ထောင်အမထွက်ပဲနဲ့လည်းမရက်ကွက်ထဲမှာခုနပြောအနိုင်ကျင်းတဲ့လူတွေလည်းရှိပါတယ်။အဲ့ဒီလူတွေဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူလူထုထိတ်လန့်အောင်ဆောင်ရတဲ့လူတွေဥပဒေနဲ့မညီတဲ့ဆောင်ရတဲ့လူတွေတော့လုံးကျွန်တော်တို့ဖော်ထုတ်ဖန်ဆင်းနေပါတယ်။ဥကပြည်သူတွေပူးပေါင်းပါဝင်မှုအားနည်းနေတဲ့အတွက်ကြောင့်တချို့မှုခွင်းတွေကလည်းပဲဟိုလွတ်မြောက်နေရလည်းရှိပါတယ်။သို့တော်လည်းပဲခုနပြောလို့ yes ကမသွားခြင်းဘူးတရားရုံးမသွားခြင်းဘူးစသဖြင့်ဒီလူမျိုးတောင်ကျွန်တော်တို့တွေကမှုခွင်းတွေကဟိုဖော်ထုတ်တဲ့နေရာမှာကြန့်ကြာရလည်းရှိပါတယ်။ရန်ကုန်တိုင်းအတွက်မှာဟိုတကယ်မပြီးတဲ့ပိုင်ရှင်ပဲ့ပေါ့လေ။ဝီရစီဝါတွေတော်တော်များများ ဒါမိထားတယ်ဒါကျွန်တော်တရေနဲ့မလဲတော့များတွေ့ပါတယ်အဲ့တော့အဲ့ဒီပိုင်ရှင်ဘက်မူရစေဝါရဲ့လက်သက်တရားခံကအခုဆိုလို့ရှိရင်အခြေအနေဘယ်လိုများရှိပါလဲအဲမူရစေဝါကတော့ကျွန်တော်အသေးစစ်တာကတော့မွေးတက်ဖွဲ့ရှိပါတယ်ဒါပေမဲ့အကြမ်းများဖြစ်တော့ကျွန်တော်တို့ပြောပြောနေတယ်ပိုင်ရှင်မဲ့ပိုင်ရှင်မဲ့ဆိုပြီးဒါတော်တော်များများပြောကြပါတယ်ကာတွန်းတွေလည်းရေးကြတယ်သူဆိုတကယ်တမ်းကျတော့ပိုင်ရှင်မဲ့ဆိုတော့ကျွန်တော်အဲ့ဒီအချိန်မှပိုင်ရှင်မဲ့ဖြစ်တာပါဒါဘယ်သူလဲဆိုတော့ဒီပိုင်ရှင်ကိုကျွန်တော်တို့တောက်လျှောက်ကျွန်တော်တို့အချိန်ယူပြီးတော့မှကျွန်တော်တို့ဖော်ထုတ်တဲ့အတွက်ကြောင့်လဲ တော်တရားခံတော်မြန်မာလည်းကျွန်တော်တို့ဖော်ထုတ်ဖန်ဆီးပြီးတရားရုံးဆွဲတင်ပြီးတော့ရေးယူလည်းရှိပါတယ်သို့တော်လည်းပဲအဲတချို့သောတရားခံတွေကလည်းပဲကျွန်တော်တို့လွတ်မြောက်နေပါသေးတယ်ဒါလည်းပဲကျွန်တော်တို့ခုနပြောသလိုပဲမြန်မာပြည်ထဲမှာမရှိနိုင်တာလည်းဖြစ်နိုင်သလိုဟိုအကြောင်းမျိုးအကြောင်းတစ်ခုအကြောင်းသွတ်သူတည်ဆုံသွားတာမျိုးလည်းဖြစ်နိုင်မှာဒါတော့ကျွန်တော်တို့စုံစမ်းဖော်ထုတ်ဆဲဖြစ်ပါတယ်အဲ့ဒါကိုလည်းပဲကျွန်တော်တို့ဒီချိန်မှာကျွန်တော်တို့ပြောဖို့ကြလဲခက်ပါမူကဲမပြီးသေးပဲနဲ့ဆက်ပြီးတော့မှပေါ်ထုတ်စီစဉ်နေရတဲ့ဟာဒီမှာကျွန်တော်တို့ကသတင်းတော့ထုတ်ပြန်လိုက်လို့ရှိရင် ူဘက်ကလူကအချိန်မီကျွန်တော်တို့ထပြေးလို့မြောက်သွားနိုင်ပါတယ်အဲ့ဒါပေမဲ့ကျွန်တော်တို့ဒီဟာကြီးကလည်းပဲခုနကပြောပြိုင်ရှင်မဲ့ဆိုတော့ပြီးသွားတာမဟုတ်ပါဘူးဖော်တော့ဖန်စီပြီးတချို့ကတရားဝင်ရောက်နေပါပြီခုနကလွတ်မြောက်နေတဲ့လူတချို့အနေငယ်ကလည်းပဲကျွန်တော်တို့ဆက်ပြီးတော့ဖော်ထုတ်နေတာပါအခုလိုအချိန်ယူပြီးကြပြီးတဲ့အတွက်ဘုံကြီးတရားတော့ကျေးဇူးများတင်ပါတယ်ဟုတ်ကျေးဇူးများတင်ပါတယ်ခင်ကျွန်တော် တညာစီစဉ်နေကိုကြည့်ရှုနေရတာပါရှင်။မွန်ပြည်နယ်ပေါင်မြို့နယ်ဥဒရာကြီးရွာမှာအုံပြူနေတဲ့စမ်းချောင်းတွေနဲ့ရေထွက်ပေါက်တွေဟာကြောက်မိုင်းကြောက်ရေမထွက်တော့တဲ့အတွက်ဒေသခံရွာသားတွေလေယာမြေလုတ်ကိုင်းမှုနဲ့တောက်သုံးရေအခက်အခဲဖြစ်နေပါတယ်။ RFA သတင်းနောက်ကိုကျော်စောဝင်းကတင်ပြထားပါရှင်။မွန်ပြည်နယ်ပေါင်မြို့နယ်ဥဒရာကြီးရွာဟာအင်ဂျီ1900ကျော်ရှိပြီးလေလုံငန်းဥယျာဉ်လုပ်ငန်းတွေနဲ့အတက်မွေးဝမ်းကြောင်းပြုနေသူတွေများပါတယ်။ ဥဒရာကျေးရွာဟာရွာအရှိဘက်ကလမတောင်တန်းပေါ်ကစီးစင်းလာတဲ့စမ်းကြောင်းနှစ်ခုကရေကိုအမိပြုပြီးတောက်သုံးရေလေယာမြင်နဲ့ဥယျာဉ်တွေအတွက်လိုအပ်တဲ့ရေကိုအသုံးပြုကြတာဖြစ်ပါတယ်ဒီချောင်းနှချောင်းကရွာကိုဖြတ်ပြီးတော့လေတွေကိုဖြတ်ပြီးတော့သူကသွားပြီးတော့ပင်လေတွေဝင်သွားတဲ့အတွက်ဒီချောင်းကရေပဲရေရေရမိခုအားထားလေကနွေရာသီဆိုရင်လည်းဒီချောင်းရေနဲ့ပဲအခုနွေရာသီဧက200လောက်လောက်လို့မရအောင်ပြက်စီဆုံးဆုံးတော့အခုသူတို့လောက်လိုက်တဲ့ကိစ္စမှာ ပြီးခဲ့တဲ့နှစ်ကစပြီးကလမတောင်ပေါ်မှာကြောက်မိုင်းတူးဖို့ဆိုပြီးကုမ္ပဏီတစ်ခုကလမ်းဖောက်ထားတွေဆက်ရန်တရားထားဖို့အတွက်မြေဖို့တာတွေလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီလိုလှုပ်ဆောင်ခဲ့တာကြောင့်ရွာသူရွာသားတွေအုံပြုနေတဲ့စမ်းကြောင်းနှစ်ခုရဲ့အဓိကရေထွက်ပေါက်တွေရေယိုပေါက်တွေဟာပိတ်ကုန်ပြီးရေမထွက်တော့ပဲခန်းချောက်လာပါတယ်။မြောက်ဘက်တစ်ချောင်းလောက်ဒီဘက်တစ်ချောင်းနဲ့သုံးနေ။အခုဒီဘက်ကအလေကားဖြစ်သွားပြီ။အဲ့ဒီဘက်အလေကားဖြစ်သွားလို့ရေတွေကငုတ်ပြီးတော့ဟိုးပေါ်ကတက်ချင်ရတယ်။ အဲ့ဒီကပဲရှင်းတယ်ဒီပန်းဟိုအပေါ်ကြောက်ဖြားကြောက်ရင်လေးဆိုတာကြီးရတဝုံးဝုံးကြားနေတယ်နင်းနင်းမုံမုံအေးတန်းနေဒီချိန်မှာကြီးရအခုပိတ်သွားတယ် လွန်ခဲ့တဲ့နှစ်ရဆိုဒီချိန်ဆိုတော့ဒီချောင်းထဲမှာရေရနှစ်ပေသုံးပေနီးပါးလောက်ရောရေရစိနေပါတယ်ပေါ့နော်အခုလက်စီလုံးလုံးကိုရေမရတော့ဘူးအရင်နေ့ကဒီချိန်ဆိုလို့ရှိရင်အောင်ရေကိုဟိုဘယ်လိုပြောမလဲဆိုစက်နဲ့တော့အတွင်းကြမလို့ဒါတိုင်းအတွင်းလို့ရတယ်အခုလက်စီပေါ့နော်စတဲ့တဲ့ကွာရေကိုစက်တွေနဲ့တင်ပြီးတော့အတွင်းရတယ်အခုလက်စီနေထားမှာဆိုအောင်ရေတစ်စက်မှလည်းမရဘူးစပါးတဲ့အောင်လုံးမကိုအောင်မြင်မှုမရှိတော့ဘူးပေါ့နော်အကောလုံးကိုပြက်စီဆုံဆုံရတာပေါ့ဒီလိုရေရှားလာတာကြောင့်တက်ထုမိုင်းကိုကန့်ကွက်ကြောင်စာတွေကို2014ခုနှစ်ကစပြီး သက်ဆိုင်ရာဌာနတွေကိုစတင်တိုင်ကြားထားပေမဲ့အခုအချိန်ထိအေးအေးယူဆောင်ရွက်တာတွေမရှိဘူးလို့လည်းရွာသားတွေကပြောပါတယ်ခင်ဗျာကိုကျော်စောဝင်းတင်ပြခဲ့တာပါရှင်မန္တလေးတိုင်းတတဦးမြို့နယ်ကစပတ်တွင်းကျင်းရွာအုပ်စုမှရှိတဲ့ရေတွင်းရေကန်တွေ၆နေဟာစောင်းရသည်မကုန်ခင်မှာပဲခန်း၆ဆပြုတ်နေတဲ့အတွက်ဒေသခံတွေရေအခက်ခဲနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ် RFA သတင်းတော့ကိုသိဟာထုံးကတင်ပြပါလိမ့်မယ်ရှင် တရအူးမြို့နယ်တွေကစပားတွင်ညောင်မင်သာနဲ့စီပင်ခွေရွာတွေဟာနှစ်တိုင်းရေရှားပါတဲ့ပြဿနာနဲ့ရင်ဆိုင်နေရတာဖြစ်ပြီးဒီနှစ်မှာတော့မိုးခေါင်တာကြောင့်ရေရှားပါမှုပြဿနာဟာအရင်နှစ်တွေကထက်ပိုဆိုးတယ်လို့ဒေသခံတွေကပြောပါတယ်။သတ္တုရဲ့အတွက်ကတော့ရွာကတူဖော်ထားတဲ့ရေချိုကန်တွေနဲ့အလူရှင်တွေကိုအားကိုးနေရတာဖြစ်ပါတယ်။အဲ့ဒီကြေးရွာတဝိုက်မှာရေငန်တွေအထွက်များပြီးရေချိုရှားတာကြောင့်လာမယ့်လတွေမှာတောက်သုံးရေပြက်လက်တော့မှာဖြစ်တယ်လို့ပြောကြပါဗျ။ လာမဲ့လာကြတော့ရေကခက်ခက်အတော့ကိုဟွာဖြစ်မှာပေါ့ကိုကဘယ်လိုလဲဆိုတော့ရေကတုံးနေတုံးခုနေရေလေးရှိနေတော့အထက်ကလည်းလာလူတဲ့ဝန်တမျိုးလေးရှိတော့ခုလောလောဆယ်တော့ဖူလုံနေပေါ့နောက်လာတဲ့ကြဘယ်လိုမှကိုဖူလုံနိုင်ကိုဒီနှစ်ကတော့အဲနီညိုရာသီဥတုဖြစ်ပေါ်လာမှာဖြစ်တဲ့အတွက်အရင်နှစ်တွေကထက်ရာသီဥတုတန်ကိုခံစားကြရမှာဖြစ်ပါတယ်ဒေတာကကျွန်တော်ချီတာအဲဒါကတော့တုံတဲ့ဒီနှစ်ဆိုပို့ဆိုတော့ပေါ့ကျွန်တော်ကြပါရာသီဥတုပေါ့ပြန်နေတယ်အဲနီညို effect ကြရအောင်တော့လေ ျွန်တော်ဒေသတွေကပို့ပြီးတော့ခံစားရတာပေါ့အဲ့အပူဓာန်အပူဓာန်များလေရေခမ်းချောက်မှုကများလေပေါ့ကျွန်တော်ဒေသတွေကအရင်နှစ်တည်းကလည်းအတံမရိုးရေခမ်းတာပေါ့ဒီနှစ်ကမဟုတ်ဘူးအရင်နှစ်တည်းကပို့ပြီးတော့ထူးကြကြရေခမ်းချောက်မှုတွေပို့ဖြစ်လာတာပူရင်လည်းပူများလာတာပေါ့ကျွန်တော်ဒေသတွေကမြန်မာနိုင်ငံမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရဒီနှစ်မှာအယ်နီညိုရာသီဥတုကြောင့်မြန်မာနိုင်ငံရဲ့ဒေသအတော်များများမှာရေခမ်းချောက်မှုပြဿနာနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ ကိုသိဟာထွန်းတင်ပြခဲ့တာပါရှင်ရခိုင်ရိုးရာရှေးဟောင်းတချင်းတပုတ်ဖြစ်တဲ့ဗုဒ္ဓပူဇဏီယတချင်းကိုအစိုးရချမ်းချမ်းကပြန်လည်တည်ဆူရမှာတရေးအမည်ကိုမြင်မှုအောင်လို့ဖော်ပြထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးမူရင်းတရေးဆရာမိသားစုကကန့်ကွက်လိုက်ပါတယ် RFA သတင်းနောက်မတ်တိရီမင်းစင်ကတင်ပြထားပါရရှင်လွန်ခဲ့တဲ့1966ခုနှစ်ကရခိုင်တရေးဆရာရကန်းဥပဒါရေးသားတည်ဆူခဲ့တဲ့ဗုဒ္ဓပူဇဏီယတချင်းတပုတ်ကိုအစိုးရချမ်းချမ်းကမြန်မာမှုနဲ့ပြန်လည်တည်ဆူခဲ့ပါတယ် အဲ့ဒီတခြင်းကိုအဆိုတော်ချင်းချင်းကမြမမှုပြုလုပ်ပြီးပြန်လဲတည်ဆိုရမှာမူရင်းတရေးဆရာရဲ့မိသားစုဝင်လေးစီကနေတစုံတရာခွင့်ပြုချက်တောင်းခံခဲ့တာမရှိဘူးလို့မူရင်းတရေးဆရာရကန်ဥပဒါရဲ့မိသားစုဝင်လေးကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ပထမဆုံးကျွန်တော်ဒီဖိတ်ကောင်းကိုပြောက်ဖို့တော့ပီဇော်ဒီ FM မှာ ရှင်းရှင်းလင်းလင်းနဲ့အဖက်ပထမဆုံးလောက်တော့ကျွန်တော်အနေနဲ့ပထမဆုံးဒီတချင်းကိုကြားရတာကပြင်ဆောက်ရီ FM မှာချမ်းချမ်းအမီနဲ့ထုတ်လွှင့်တာကိုကြားခဲ့ရပါတယ်။ကျွန်တော်တို့ကအမှုမဲ့အမှတ်မဲ့ပဲနေခဲ့ပါတယ်။ပြင်ဆောက်ရီ FM ဆိုတော့ရခိုင်အတွက်ထုတ်လွှင့်တာဖြစ်မှာပါဆိုပြီးကျွန်တော်လည်းကိုယ်အလုံးနဲ့ကိုနေခဲ့ပါတယ်။အဆိုတော်ချမ်းချမ်းကိုကျွန်တော်မသိပါဘူး။ကျွန်တော်ရဲ့သားသမီးတွေကိုမေးပြီးတော့မှအဆိုတော်ချမ်းချမ်းကိုတီးခဲ့ရတာပါလို့ပြောဆိုသွားတာပါ။ ဒါ့အပြင်ရခိုင်ဘာသာနဲ့ရေးဆက်ထားတဲ့တခြင်းကိုဗမာလူပြန်ဆိုရမှာတခြင်းစာသားရဲ့အထိပ္ပယ်တွေလွဲမှားနေတယ်လို့လည်းမိသားစုဝင်တွေကပြောပါတယ်ဗုဒ္ဓမြတ်စွာဘုရားကိုပူဇော်တဲ့တခြင်းကိုရန်ကုန်မြို့ဘီယာဆိုင်တွေမှာဖျော်ဖြေနေတာကိုတွေ့ရတဲ့အတွက်လဲမိသားစုဝင်တွေအနေနဲ့များစွာစိတ်မကောင်းဖြစ်ခဲ့ရကြောင်းမူရင်းရခိုင်တေးဆရာရဲ့မိသားစုဝင်တွေကပြောကြပါဗျာ။ဒါတော့အမှုတော်ကြီးအောက်မှာနေခဲ့ပြီးဒီကောင်မတော်ဘက်ကနေခဲ့တဲ့လူကြီးဆောင်းဆောင်း ကျွန်တော်တို့အမိုးတစ်ခုတည်းအောက်မှာနေတဲ့ညီကိုမောင်နှမတွေအချင်းချင်းရံမဖြစ်ချင်ပါဘူး။ရံဖြစ်ဖို့အတွက်လုပ်ရတဲ့ပွဲလည်းမဟုတ်ပါဘူး။အားလုံးကိုပြောရမယ်ဆိုရင်တေးဆီယာတယောက်အနေနဲ့တေးသချင်းရဲ့မူပိုင်ခွင့်တွေကိုသူကကျွန်တော်တို့ထက်ပိုပြီးနားလဲမှာပါ။ဘာဖြစ်လို့လဲဆိုတော့သူကဗဟုအစည်းအရုံးမှာအလုပ်လုပ်နေသူတယောက်ဖြစ်တဲ့အတွက်သူတို့ကပိုပြီးနားလဲဖို့ကောင်းပါတယ်။ဒါကြောင့်ကျွန်တော်တို့ကပြဿနာရှာတာမဟုတ်ဘူး။အဆဆွဲထုတ်တာလည်းမဟုတ်ဘူး။ဖွာတာလည်းမဟုတ်ပါဘူး။အမှန်တရားအဖြစ်တေးရေးဆီယာတယောက်ရဲ့မူပိုင်ခွင့်နဲ့ရပိုင်ခွင့်ကိုသူ့မိသားစုဝင်တွေအတွက် ရစီခြင်းလို့ကျွန်တော်တို့ဒီသတင်းစာရှင်းလင်းပွဲကိုလုပ်ရတာဖြစ်ပါတယ်လို့သူကပြောဆိုသွားတာပါအဲ့ဒီလိုတရေးအမိလွဲမှနေတာတွေနဲ့ပတ်သက်ပြီးပတ်သက်သူအားလုံးကနေမနှက်ဖြန်ကစတင်ပြီးအချိန်နှစ်ပတ်အတွင်းမူရင်းတေးသချင်းပိုင်ရှင်ရဲ့မူပိုင်ခွင့်နဲ့ရပိုင်ခွင့်တွေကိုပြန်လည်ပေးအပ်ဖို့နဲ့တစုံတရာဖြည့်ရှင်းတာမရှိဘူးဆိုရင်သက်ဆိုင်သူအားလုံးကိုဥပဒေကြောင်းအရတရားဆွဲဆိုသွားမှာဖြစ်တယ်လို့ရခိုင်ကီတာအစီယုံစစ်တွေကဒီကနေ့ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်ရှင်။ ဒီသချင်းမူပိုင်ခွင့်ကိစ္စနဲ့ပတ်သက်ပြီးဒီနေ့မှာတော့သက်ဆိုင်ရာကာယကံရှင်တွေတွေ့ဆုံဆွေးနွေးပြီးတော့ပြည်လည်မှုရရှိသွားပြီလို့သိရပါရရှင်။အခုဆက်ပြီးတော့ရှမ်းတိုင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးပါမယ်။ရှမ်းနိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ SNLD, SNDP နဲ့ RCSS ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ SSPP ရှမ်းပြည်တိုးတက်ရေးပါတီစတဲ့အဖွဲ့တွေစုစည်းထားတဲ့ရှမ်းပြည်ညီညွတ်ရေးကော်မတီနှစ်ပတ်လည်အစည်းအဝေးကိုလာမယ့်မတ်လမှာကျင်းပမယ်အကြောင်းမြန်မာဘာသာစာရန်ထိုးတင်ပြထားပါရရှင်။ มาส่งค่ะพี่น้องผู้ปันแห้งเงาห่างเสียงทีวีอาร์ฟี ฝ่ายใต้ตั้งเสียงก็ป้องการพ่อมโฮมจึงใต้สีเอสเอสอยู่ อันปฏิใต้สองอันตับซึกใต้สองอันโฮมกันขอดตั้งไว้ใน เดจัดเฮ็ดปางกลมโฮโฮปีในหัวเรือนมาชในในคาออ ผู้หมายลง CSS อยู่ลาดว่าปางกุม6เลือนขอบอันตกแมนเลือนออกตบาป้นมานั่นก็อําไรจัดเฮ็ดย้อนเปิ้แมนข้าวปังเลือกตั้งปัดปืนจึงมึง ปางกุมลงลองน้ําเหย็นเจอไหน ก็เปิ้นั้นแลเตจัดปางกุมลงโหปี นั่นเหมือนมาชในวันไหน อันเดอบกุมกันแด่เปิงลงมี3ลองข้าวพังหนูมองจึงเก่าและดังหนูมองจึงใหม่ เอหลากหลายค่ายปุดหับปนพรกันในคักตอนงําเย็นจ้างหลากหลายและຮี่เฮ็ดหือห่มมือกันเฮ็ดสร้างในเกไหนเดชหือวักตื่อตางตะไลสนไลเจ้าคือถูกไลตะคอดพอดจุ้มปองการเหมอโเป่าเหมอเจมเจอในวันไหน เดจัดเฮตดปางกลุ่มโฮปีในแดดจังหาแดบดัดไลเนอร์บางกลุ่ม s s j a c มาหบทบสีเอสเอสอยู่เมื่อวันที่ 14ปนมาในกวยวันไหน ที่บางกลุ่มนั่นแดดจอมซึกซื้อแทนนายก้าลง s s p p s s a on h o ลูกจุ้มหาก็หบทบจอมซึกยอดซึกโหเป่าสีเอสเอสอุปกลุ่มกันดัดเดแก้ปัญหาปางตึกซึกซื้อเนื้อแก่ตับซึกไตเลดังตะอังเนื้อจึงได้ปวดห้องดัดจัดปางกลุ่มโฮปีจุ้มส c s s u เจมเจอไหน กบองการพ่อมโฮมจึงไต้สีเอสเอสอยู่ในคอดตังมาเมื่อปี 2 0 1 3เดือนออกตุลาวันที่ 15 ปาตีโฮซือ SNLD ปาตีมาสูงจึงได้ SSPP SSA อันเป็นลูกจุ้มก่อโฮมสังจึงได้ SSJAC อีกป้าดังของสี เอาขึ้นจึงได้ RCSS และดังปาตีเสือเพิก SNDP และดังจุ้มตรงหนึ่งตรงวงกลมละลายจุ้มโฮมกันคอดตังไว้ค่ะอ๋อหมายสงค่ะ ဒီညအတွက်လွတ်လပ်တဲ့အာရှတန် RFA ရုပ်မြင်သံကြားအစည်းအဝေးတွေလည်းဒီမှရင်ပြီးဆုံးပါပြီ။ကြည့်ရှုကြပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။